ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာညိုထွန်းလူရေးသားသောသူသည်လူတစ်ယောက်ဖြစ်ခဲ့သည်အပိုင်း6ပဲဖြစ်ပါတယ်ခင်ဗျာသူသည်လူတစ်ယောက်ဖြစ်ခဲ့သည်တင်းညံပြီး၍ရက်တစ်ပတ်ကြော်လာခဲ့ပြီရာသီဥတုကတစ်နှစ်ထက်တစ်နှစ်ပူပြင်းလာသည်နေလေခင်အချိန်ဆိုလျှင် အပူဓာန်အောက်မှဝက်ဆင်းနေကြရပြီးတိရွဲ့လေတိုးတံမကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေလျက် အုံအောင်းကလည်းတေးမတည်နိုင်တော့လေဝန်းပြင်ထဲမှာတန်လျက်တွေထပြီးအပူငွေ့တွေဖုံးလွှားထားသည်မြင်တွေ့နေကြစိမ့်ညို့နေသည့်တောင်တန်းကြီးတွေလည်းဒီလိုအချိန်မျိုးမှာ မွဲချောင်နေပြီးအယောင်အသွေးကင်းမဲ့၍နေသည်စက်မလဲနိုင်သေးတော့လဲအဖေ့ခမရအေးအေးဆေးဆေးအနားမယူနိုင်နေ့စဉ်နေ့တိုင်းအလौဒသမားတွေနဲ့အတူစက်ပစ္စည်းတွေကို အသေးစိတ်စစ်ဆေးပြီးပြင်ဆင်နေရ၏ အမှန်တော့လာမည့်တရားသည်လုပ်ငန်းမဆခင် အသေးစားပြင်ဆင်မှုတွေပြုလုပ်ကြရစမည်။ဒီအချိန်မှာပဲယွာကကြီးတော်ကြီးရောက်လာ၍ကျွန်တော်ပြောသားသည်ယွာလက်ဆောင်တရေစာတွေအားပါတရားစားရသည်ကိုသို့တော်လဲနောက်တရေရောက်တော့ကျွန်တော်စိတ်ညစ်သွား၏လူကြီးတွေကကျွန်တော်ကို ဖွင့်မပြောပေမဲ့ကြီးတော်ရောက်လာရခြင်းအကြောင်းရင်းကို သိလိုက်သည်ကြီးတော်မှာစီးပွားရေးအဆင်မပြေထို့ကြောင့်အဖေ့စီတို့ပတ်စံချေးဖို့ရောက်လာကြခြင်းဖြစ်သည် အဖေမှညီကိုမောင်နှမတွေမွေးချင်း6ယောက်ရှိသည်တယောက်မျှမပြေလေကြဒီတော့လေဆွေမျိုးထဲမှာအချမ်းသာဆုံးဟုတတ်မှတ်ထားသည့်အဖေစီတို့ အကူအညီတောင်းဖို့ဥတိုက်လာကြတော့သည်တကယ်တော့အဖေခမရစံဆက်ပိုင်ဟုဆိုလိုက်ရတော့လေစံဆက်ဝယ်ယူခဲ့စဉ်ကခြံထားသည့်အကျိုးတွေမကြည်သည်တနှစ်ချင်းစူဆောင်း၍ဆက်နေရ၏အဖေဒီအကျွေးကိုဆက်နေရတော့လေသူ့ညီအကိုမောင်နှမတို့လာရောက်ပြီးအကူအညီတောင်းနိုင် လက်နှေးလိပ်မရှိ ဖြစ်သည့်နေဖြင့်ကူညီသည်စကားတခုမှမပြောဘဲစေပေါ်လိပ်ဖွာနေသည့်အမေကို မတိမတာအကဲခတ်လိုက်သည်အမေမှလည်းအမအယဲနှစ်ယောက်ရှိသည်စင်ရဲတာချင်းအတူတူအမေဘက်ကဆွေမျိုးတွေကပို၍စင်ရဲပါသည်တို့ရတွင်အမေသည် သူ့ဘက်ကဆွေမျိုးတွေကိုတိတ်အဆက်အဆံမလုပ် တခါတော့အမေအမဒွေးရီးတန်းရှင်ရောက်လာခဲ့သည် အမေမျက်နှာမကောင်းတော့မမလေး နင်ဘာဖြစ်လို့ငတ်စီလာရတာလဲဟဲ့ငါမှယောက်ျားမျက်နှာကြည့်နေရတာပါနင်တောင်းတာကိုလည်းပေးရလောက်အောင်ဘာမှမရှိပါဘူးမနှက်ပြန်ပြန်มาတော့ဟဲ့ပျော်ရင်ဖြင့်အမင်ကိုရှာသည်ညအချိန်မိဖို့ကန်းထဲမှာတိတ်တဆိတ်ကြိတ်ငိုနေကြသည်အမေနှင့်တွေးကြီးကိုကြည်ရင်ရင်ထဲမှာနာကျင်သွားခဲ့ရသည်ဒီအကြောင်းတွေကိုအဖေသိကျင်မှသိပါလိမ့်မည်မိတို့ပင်ဖြစ်စေအဖေဒီသူ့ဘက်ကဆွေမျိုးတွေအပေါ်မှာတော့ ိတက်လွန်းသည်ဟု အစွဲတစ်ခုကဖြောက်ဖြံမရလောက်အောင်ကျွန်တော်ရင်ထဲမှာကပ်ညှိသွားတော့၏ဘာကြောင့်မှမသိအမေဒီသူ့ဘက်ကဆွေမျိုးတွေကိုငွေကြေးကူညီမှုမျိုးကင်းရှင်းအောင်နေခဲ့သည်ဒါကမြေသူ့ကိုမှ ထုတ်ဖို့ပြောမပြခဲ့သည့်မာနာဟုကျွန်တော်ထင်သည်အဖေနှင့်ကြီးတော်စကားပြောနေစဉ်တခွန်းမှဝင်ရောက်ပြောဆိုခြင်းမပြု အမေမျက်နှာပေါ်မှာခံစားချက်ကင်းမဲ့နေသည်ဟန် မိတိကိစ္စမဆိုပွန့်ပွန့်လင်းလင်းပြောလို့ရှိတော်လဲအဖေဘက်ကဆွေမျိုးတွေအကြောင်းကိုတော့ကောင်းတီဆိုးတီဟုမှတ်ချက်မပေးတိုးဝက်လွန်းလာသည်မမကြီးရေကျွန်တော်လည်းဘလောက်ခက်ခဲနေရဆိုတာမြင်တဲ့အတိုင်းပဲဒီလိုအချိန်ကအလုံနာပြီးငွေကြက်တာမှမလွယ်လာဘူးအဖေကပြောရင်းဆိုရင်းဖြင့်ကြီးတော်လက်ထဲသို့ပတ်စံတွေအထက်လိုက်ထည့်ပေးလိုက်သည်အဲ့ဒီပတ်စံတွေကဝက်ကုံတဲ့ကိုကျူးစီကပတ်စံတွေ နေလေခင်တုန်းကကိုကျူးအိမ်ကိုရောက်လာခဲ့၍ကျွန်တော်တိလိုက်ပြီအဖြေကိုခက်ခက်ခဲခဲရှာစရာမလိုတော့သုံးလသားအရွယ်ဝက်နှစ်ကောင်ပဲခြံပြီးကြံဝက်အားလုံးကိုရောင်းချလိုက်ပြီနောက်နှစ်ရက်အကြာမှာခြံထဲကဝက်တွေကိုလာယူမိတယ်ဂျေဆူကြီးလာပါတယ်ငတ်မောင်ရဲ့မမကြီးမှာတိတ်ခက်ခဲလုံးလို့ငတ်မောင်စီကိုအကူအညီတောင်းရတာပါဖုန်းကြီးပါစေတက်ရှိပါစေမနေ့ပြန်စာပို့ရထားနဲ့မမကြီးပြန်တော့မယ်မတ်တွညွင့်ရေညီအမတွေစီကိုဘာမှဆရာရှိသေးလဲ တွေးလို့မေးရင်တော့နေကောင်းတဲ့အကြောင်းပဲပြောလိုက်ပါကြီးတော်ဝိကြည်တန်းကြည်ပြန်ဖြေလိုက်သည့်အမေကိုကြီးတော်ကမျက်လာပေးကြည့်လိုက်သည်ညီတို့ကပြန်၍မပြောတော်လဲသူအမားကိုသတိပြုမိရန်သူသည်တကယ်ဆိုကျွန်တော်တို့စီကို မလာခင် အမေအမားတွေနဲ့တွေ့ပြီးမတ်တင်ညို့စီသွားမလို့ညီတို့ဘာမှစရာရှိလဲဟု မေးဖို့ကောင်း၏အမေအနေဖြင့်သူ့ဘက်ကဆွေမျိုးတွေနဲ့အဆက်အသွယ်ဖြတ်ထားသလိုဖြစ်နေတော်လဲ ကြီးတော်ရောက်လာချိန်မှာသူ့အမတွေအကြောင်းကြားချင်ရှာပါလိမ့်မည်တို့ရတွင် သူအရေးကိစ္စလောက်သာတွေးနေသည့်ကြီးတော်ကအမိတ်ဆွေမျိုးတွေအကြောင်းလေးတန်တခွန်းမဟရွာကိုပြန်တော့မည်အချိန်ရောက်မှဘာမှစရာ ရှိသေးတယ်လဲဟုမေးပေါ်ရတာကိုပဲကျေးဇူးတင်ရမလို့လို့တွေးရင်းဖြင့်စိတ်ထဲမှာမခံခြင်းဖြစ်သွားသည်အကြောင်းပြချက်အမျိုးမျိုးဖြင့်ရောက်လာတတ်သည့်အဖေဘက်ကအမျိုးတွေကိုလည်းမကြည်မလင်ဖြစ်သွားရသည် ပြီးတော့အဖေဆွေမျိုးတွေကြောင့်တာမဟုတ်လင်တားအမိတားဖာ၃ယောက်တာရှိသည့်ကျွန်တော်တို့မိသားစုမှာစီးပွားရေးတောင်တင်းပြီဆိုသည့်အတွေးကကျွန်တော်ရင်ထဲမှာစူးတစ်ချောင်းလိုစိုက်ဝင်နေပြီတကယ်တို့အမေပတ်စံမရှိရတဲ့တည်းဒုက္ခလာလာပေးတယ်ဗျာဟုမကြေမချမ်းဖြင့်ပြောနိုင်မိသည်အဲ့ဒီလူတော့မဟုတ်ပါဘူးငါသားရဲ့ကြီးတော်ခမရလဲကြက်တဲရှာလုံးတော့မတက်တာလို့အမေတို့စီလာခဲ့ရှာတာပါ အမေကိုတအံ့တအောဖြင့်ကြည့်လိုက်သည် အမေမျက်နှာက ကြည်ကြည်လင်းလင်းကျွန်တော်အထင်အမေမှလည်းခံစားချက်တွေရှိနေမှာဖြစ်တော်လဲဒီခံစားချက်တွေကကျွန်တော်ရင်ထဲသို့စိုက်ဝင်တော်မူစူးတစ်ချောင်းအတွက်အကြောင်းပြချက်တစ်ခုဖြစ်သွားမှာစိုးဟန်တူပါသည်ဆက်ယုံစီက အဖေပြန်ရောက်လာ၍မေးစရာတိကျင်တာတွေရှိတော်လဲအတန်တိတ်နေလိုက်ရသည်အဖေတကောလုံးဖွဲမှုန်တွေဆက်စီကြီးတွေညစ်ပတ်ပေတူးနေလျက် စံစက်ထဲမှာစက်ပစ္စည်းတွေပြက်လျင် အဖေကိုယ်တိုင်ပြုပြင်လေးရှိသည်အကျွေးတွေကိုကြည်အောင်ပေးဆက်နိုင်ဖို့နှင့်ညာတကာနင်းစာတင်ကဟောဆိုသည့်အတိုင်းဆွေမျိုးတွေကိုတတ်နိုင်သမျှကူညီထောက်ပံ့မှုအတွက်ခက်ခဲပင်ပန်းစွာရုန်းကန်နေရသည့်အဖေကို တွေ့မြင်ရပြန်တော့ကြီးတော်ရောက်လာခဲ့စဉ်ကအထင်အမြင်လွဲမှားမိခြင်းအတွက်ရှက်သွားခဲ့သည်တကယ်တော့လူတိုင်းလူတိုင်းသူ့အကြောင်းတရားနဲ့သူဘဝကိုဖျက်ဆီးနေကြရသည်ကိုကျွန်တော်မသိခဲ့ စင်းရဲပင်မန်းစွာ ရုံးကန်ခဲ့ရပြီးတခါတလေထမင်းတနက်သာစားခဲ့ရသည့်သူ့ငယ်ဘဝဖြတ်သန်းမှုတွေကို အဖေပြောပြဘူးသည်ယခုတော့လေမစင်းရဲသည့်တိုင်ပင်ပင်ပန်းပန်းဖြင့်ရုံးကန်နေရစေညနေခင်းအချိန်လေမတိုက်၍ပူလောင်အိုက်ဆန်သေးသည်ခလန်းလန်းရှိဝတ်ချံစီက CEE ဟုဝတ်အော်ဒန်တွေကို အတိုင်းသားကြားရသည်ကိုကျူးတပည့်တွေဝတ်ဖန်းကြခြင်းကြောင့်ထွက်ပေါ်လာသည့်အတန်တွေကစိတ်မချမ်းမြေပွေရာ ထိုစဉ်ဝတ်တွေဖန်းစီဖို့လာကြသည့်ကိုကျူးတပည့်တယောက်အပြေးအလွှားရောက်လာသည်ဆက်ပါကြီးလုံပါအောင်ရဲရင်ရဲသူ့ဝတ်တွေဖမ်းရင်ဓာတ်နဲ့ခုတ်ပြမှာတဲ့ဧကနေဖြစ်သွားရင်ပလက်ကလက်ထိုင်ပေါ်မှအဖေဝုန်းကနေထားလိုက်သည်အမေလဲရင်ဝါကိုလက်ဖြင့်ဖီရင်ထိတ်လန့်သွား၏စိတ်မြန်ကိုမြန်သမားမှုရှူးရှူးတိုင်းတိုင်းဖြင့်ဝတ်ချံစီတို့အဖေသွားသည်ကျွန်တော်နဲ့အမေလဲအဖေနောက်မှကြပြကြရာဖြင့်ပြေးလိုက်ကြရသည်အခြေအနေကတိတ်မကောင်း တုထက်တန်ယိုဖြစ်တော်မီလားကိုရဲရင်ဒီထင်းကုတ်ဓမ္မကြီးကိုကင်မြောက်ထားရင်ငါ့ဝတ်တွေကိုထီရဲထီကြီးအပုံဓာတ်နဲ့ခုတ်ပြမှာဟုတ်ကျင်းဝါနေလေညီသူမသူ့အနာစီတို့မကတ်ရဲကြဓာတ်ကင်ရင် အော်ဟစ်နေသည့်သူ့ကို မြင်လိုက်ရ၍အသက်ရှူရက်သွားတော်မလို့ဖြစ်သွား၏ဒေါသမုံမွန်နေသည့်သူ့မျက်နှာသူ့အမှုအရာလှုပ်ရှားမှုမျိုးကိုတခါမှကျွန်တော်မမြင်ဘူးကေသူဒီမကောင်းဆိုးဝါးပူကတ်ထားသလိုအတန်ကုန်အော်ဟစ်နေသည် အနာကမိလင်ဖြင့်သူ့ဓာတ်ချက်မိပေတော့မည်ငါဝက်တွေကိုဖမ်းတဲ့ကောင်ဓာတ်နဲ့ခုတ်ပြမနော်ဓာတ်နဲ့ခုတ်ပြမခုတ်ပါအယူတယောက်လိုအော်ဟစ်နေစဲမှာပင်ဟဲ့ကောင်ရဲလေလက်ထဲကဓာတ်ကိုချပလိုက်စမ်းဟုငေါက်လိုက်သည့်အဖေ့အတန်ကမိုးချိန်တလိုမျိုးထွက်ပေါ်လာသည် သူ့တကိုယ်လုံးစက်ကနေတုံသွား၏ဓာတ်ကင်ဓာတ်သည့်လက်သည်လေထဲမှာတန်လန်းကြီးဖြင့်ရက်တန့်သွားပြီးရှေ့ကိုမေးကြောင်ကြောင်ဖြင့်ကြည့်နေ၏ ဒီကောင်ငါပြောနေလက်ထက်တောင်းခုချက်ချင်းခြာတယ်ခြောက်လိုက်လေကိုရဲရင်တယောက်ခေါင်းငိုက်ဆိုင်ကြတော့ရင်စောက်ကင်ထားသည့်ဒါလည်းလွတ်ကြသွား၏သူဒီအဖေကိုမကြည့်ရဲအပြစ်ကျူးလွန်မိ၍မိဘရှေ့မှောက်ရောက်သွားခဲ့ရသည့်ကလေးငယ်တယောက်နှင့်တိတ်ဆိတ်ငြိမ်သက်နေပြီးသူစီကအသက်ပြင်းပြင်းရှူထုတ်တံကိုကြားရသည်အားလုံးကသူ့ကိုငိုင်ကြည့်နေကြတာကိုလည်းတရိပ်ပြုတ်ပုံမရခဏအကြာတွင်လား ောင်းနောက်လိုက်ခဲ့ပြောရင်းဖြင့်ခြာကနဲလှဲ့ထွက်သွားသည့်အဖေနောက်သို့စိတ်ညို့ခံထားရသူတယောက်လိုတကောက်ကောက်လိုက်သွားတော်သည်မာတာနေအဖေနောက်ကိုလိုက်သွားလေအတန်တိုးတိုးဖြင့်ပြောလိုက်သည့်အမေကိုခေါင်းငိမ်ပြလိုက်ပြီးအဖေတို့နောက်သို့အမြန်ပြေးလိုက်ခဲ့ရသည်အဖေပဲစီတို့တွားမှန်းမသိဆန်ဆက်ရှိမှလေခွင်းတွေကိုဖြတ်ပြီးမိရထားတန်လန်းစီတို့ဥတီ၍တွားသည် ညနေခင်းနေရအောင်မှာရှည်လျားသည့်အရိတ်တွေက ကျွန်တော်တို့ရှေ့ကရွေလျားနေလေယထာတန်လန်းမော်ရောက်တော့နောက်သို့စောင်းခဲ့ကြည့်လိုက်သည့်အဖေမျက်နှာသည်တင်းမာခတ်ထန်နေ၏အဖေသည်စကားတခွန်းမှမပြောသေးဖြောင်တန်းနေသည့်မိယထာတန်လန်းတပေးကလူသွားလန်းကလေးအတိုင်းတောင်ပတ်စီသို့လမ်းလျှောက်သွားပြန်သည် အဖေနောက်ကဆယ်ပေလောက်အကွာမှာကိုရဲတယ်ပြီးတော့ကျွန်တော်အဖေလမ်းလျှောက်တာကမြန်လုံး၍မနှဲလိုက်နေရသည် တို့ဖြင့်ဆက်ယုံနှင့်တဖြည်းဖြည်းဝေးရီဝေးရီလာသည်ညနေခင်းအလင်းရောင်သည်အနောက်ဘက်တောင်တန်းတွေနောက်စီသို့ဆုတ်ခွာနေလေပြီလေပြေလေကြီးကလေးတိုက်ခတ်လာသည်တိမ်မြင်တိမ်စားတွေကင်းစင်ပြီး အပြာရောင်မိုးသားတွေနှင့်မိုးကောင်းကင်ကို အမတ်တမဲ့မော့ကြည့်မိလိုက်သည်တိတ်ဆိတ်ငြိမ်းချမ်းသည့်မြင်ကွင်းကြောင့်ချမ်းမြေသွားရ၏ကိုရဲနေ၏ရင်ထဲမှာလဲစောစောကပူလောင်သည့်ဒေါသမှန်တွေအထိုက်အလျောက်ရောကြသွားပါလိမ့်မည် အဖေသည်တော်တော်ဝဲဝဲရှောက်ခဲ့ပြီးမှတနေရာအရောက်တွင် ရက်တံလိုက်ပြီးတန်လန်းမော်ကို ဖင်ခုထိုင်ရင်းခြေထောက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်၏တခဏအမောဖြေအနားယူလိုက်ခြင်းဖြစ်သည်ကိုရဲရင်ခမရဘာလို့ရမှန်းမသိအဖေအနားမှာရောင်ပေပေဖြင့်ရက်နေရှာ၏အေးငါကလည်းမင်းရဲ့ဝက်တွေကိုမရောင်းချင်ဘူးကွဒါပေမဲ့တရွာလုံးဝက်နာတွေကြာနေတော့မရောင်းပြန်လဲဝက်တွေအကုန်တေတော့မှာတိလား သူ့ကိုပြောလိုက်တော့လေကိုရဲတဲ့စီကအတန်ထွက်မလားအာဇီထဲထားတယ်လို့နှုတ်ပိတ်နေလေဘသူ့မှာဓာတ်နဲ့ခုတ်เสียမလို့ဘူးကွတရှိတရဝမှန်ရင်တနေ့မဟုတ်တနေ့တေချရတာကြီးပဲရဲတယ်မင်းရဲ့ဝက်တွေလည်းဒီနေ့မတေတစ်ချိန်ချင်းတေမှာပဲဒါကဘသူ့မှာရှောင်လွှဲလို့မရဘူးတေချင်ရောက်ရင်မင်းလည်းတေမှာပဲငါလည်းတေမှာပဲအကုန်လုံးတင်းတိုင်းကုန်းကိုတွားကြရတာကြီးပဲကွာ ကိုရဲတင်ခမားကြောက်ရွံ့၍သာနားထောင်နေရတော်လဲအဖေပြောသမျှစကားတွေကို နားလည်ရှာမိမဟုတ်ပါ အဖေလည်းဒီအခြေအနေကိုရိပ်မိလိုက်သည်ထို့နောက်အနားမှာထိုင်နေသည့်ကျွန်ုပ်ကိုဖြတ်ခနဲကြည့်လိုက်ပြီးမင်းတို့ဟိုတနေ့ကကြည့်ခဲ့တဲ့အငိမ့်အကြောင်းပြောသမ်းပါအောင်ကွာခုဘုံသားကြီးမေးလိုက်သည်ငုံငိုင်းနေသည့်ကိုရဲတင်သည်တီကိုစားနေတို့လိုဖြစ်သွားသည် ထိတ်လန့်တကြားဖြင့်ကျွန်ုပ်ကိုကြည့်လိုက်၏ဒီတော့မှကျွန်တော်လည်း ဆက်ယုံနဲ့ဝေးရစီတို့ဗကြောင်လာခဲ့ရမှသဘောပေါက်သွားသည်ဝတ်တွေဖမ်းသည့်အချိန်အဲ့ဒီအနားမှာကိုရဲတယ်မရှိစေခြင်းကြောက်ရွံ့တုန်လှုပ်သည့်ဝတ်အော်တန်တွေကြောင့်ကိုရဲတယ်ကိုမခံမရနိုင်တော့အောင်မဖြစ်စေခြင်းတော့အငိမ့်ကကောင်းနေဗျလူရှင်နယ်ကိုတော်အေးတို့အဖွဲကလည်းရဲနေရအဖေဘာဖြစ်စေခြင်းမှရှင်းရှင်းလင်းလင်းတိလိုက်၍အငိမ့်ကြည့်ခဲ့ရသည့်အတွေ့အကြုံတွေကိုအပတရပြောပြလိုက်သည် အရေးကြီးတာက ကိုရဲတင်ဤစိတ်အာယုံတွေလွှဲထားလိုက်ဖို့သူ့ရင်ထဲမှာတောက်လောင်နေသည့်ဒေါသမီးတွေငြိမ်းသွားစေဖို့အလင်းရောင်တွေလုံးဝပျောက်သွားတော့မှအိမ်ကိုပြန်လာခဲ့ကြသည်ထိုညကအချိန်တန်၍အိယာဝင်လိုက်ရတော့လဲစိတ်လှုပ်ရှားလုံး၍တော်တော်နဲ့အိမ်မပြောတရက်ကုံဆုံးပြီးနောက်တနေ့သို့ရောက်လာခဲ့ဤဘာမှထူးခြားပြောင်းလဲခြင်းမရှိ ရခင်အတိုင်းတိတ်ဆိတ်မြဲငြိမ်သက်မြဲကိုရဲတွင်လည်းတည်တည်ငြိမ်ငြိမ်ဖြစ်သွားခဲ့ပြီး တို့ရတွင် အမိတ်မှာတော့ထိတ်လန့်မှုတွေပြောက်ွယ်မသွားနိုင်သေးပါမနေ့တုန်းကဟာကိုပြန်တွေးကြည့်လိုက်မိရင်လန့်လိုက်တာတော်ရဲ့ကိုချိုးနေတော့မှလို့တောင်ထင်လိုက်မိတယ်တော်ပါသေးရဲ့အမေပြောတာကိုသတိမပြုဟန်ဖြင့်အဖေဒီတနေရာသူ့ငေမောရင်အတွေးနဲ့နေလျက်ပြီးမှတက်ပြင်းချလိုက်ရင်ငါလဲဒေါသထွက်လင်းလို့ဘာလို့ရမှန်းကိုမသိတော့ဘူးဝတ်ချန်နဲ့ဝေးတဲ့စီကိုသူ့ကိုခေါ်သွားမိတာကံကောင်းသွားတယ် နှုတ်မဆိုရင်မလွယ်လာဘူးရဲတင်ရဲ့စိတ်ကကလေးတာတာကိုဟာကိုယ့်လက်ထဲကကစားစရာလူယူခံလိုက်ရတဲ့မခံမရနိုင်ဖြစ်သွားတဲ့သဘောပေါ့လေးငါးရက်လောက်ကြာရင်ဒီအကြောင်းတွေကိုသူလဲမေ့သွားမှာပါ ဟုပြောလိုက်သည်အဖေတွေးထားသလိုဖြစ်နေရရှိသည်ကိုရဲတင်ကိုကြည့်ရတာကလည်းမနေ့ကအဖြစ်အပျက်တွေကိုတတိယဟန်မတူ ပုံမှန်အတိုင်းရှိနေလျက်တို့ရတွင်ဒီအနေအထားက မုံတိုင်းမလာခင် တိတ်ဆိတ်ငြိမ်သက်မှုမျိုးဖြစ်နေခဲ့မှအဖေမသိခဲ့တကယ်တော့ကိုရဲတဲ့စိတ်အခြေအနေကမူမမှန်ခြင်းတည်ငြိမ်နေရမှဝုန်းကနေပောက်ပွဲလူလူဖြစ်သွားတတ်တာကို အမေတတိထားလိုက်ပြီးသည် တရက်ကမိဖို့ကြောင့်အတွက်ကိုရဲတင်ထင်းနေခွဲသည် အခါတိုင်းလဲလိုအပ်လင်ထင်းနေခွဲပေးနေကြတို့တော့ယခုတခါတော့တော်တော်ကိုထူးခြားသည် သူသည်အာဟာဟာဟုအော်ဟစ်လိုက်ပြီးနောက် ထင်းထုံးတွေကိုပေါက်စိန်ဖြင့်အပတရထုခွဲလိုက်သည် သူ့အော်ရန်ကဝန်ကောင်းထဲကထွက်ပေါ်လာခဲ့ပြီးထင်းထုံးတွေကိုညှိုးတူရံဘက်ပမာပြုတ်မှုနေသည့်သူ့အမူအရာကိုတွေ့လိုက်ရ၍အမေထိတ်လန့်သွားသည်ရဲတယ်ဟုမိဖို့ကြောင့်လည်းကအမေလှခေါ်လိုက်တော်လဲသူမကြားသူ့ပစိန်ချက်အောက်မှာအစိမ့်စိမ့်အမွားမွားဖြစ်သွားသည့်ထင်းစားတွေကိုခါထောက်၍ကြည့်သည်အတန်ကြာတော့စိတ်ကျေနပ်မှုရသွားဟန်တူပါသည် ခဏအကြာတော့သူ့အခြေအနေကငကိုပုံမှန်အတိုင်းအဲ့ဒီတုန်းကအိမ်မှာနေသူမှမရှိကြကျွန်တော်လဲအဖေဆက်ပစ္စည်းပြင်ဆင်နေတာကိုတွားရောက်ငင်းမောနေသည့်အချိန်ညီတို့ပင်ဖြစ်စီအမေစိုးရိမ်မှုသည်ဒီရေအလားတဖြည်းဖြည်းတိုးလာခဲ့လေပြီကိုရဲတင်ကိုအမေမယုံချင်တော့တိထက်ဆူဆူရွာရွာစိတ်ဖောက်ပြန်သွားခဲ့ရင်ဒါကမဖြစ်ဘူးဟုပြောရင်မရတိတ်လေအစိုးရင်ကြီးမနေပါနဲ့ကွာမဖြစ်တော့ပါဘူး အမေစိတ်ချမ်းသာအောင်နှစ်သိမ့်လိုက်တော့လဲအဖေမျက်လုံးထဲမှာတော့စိုးရိမ်ပူပန်သည့်အရေးအယောင်တွေရှိနေသည်ကိုကျွန်တော်မြင်လိုက်ရသည်ထို့နောက်အဖေနှင့်အမေသည် စကားမပြောဖြစ်ကြတော့ပဲ အတွေးကိုစီပြင်ကျွန်တော်မိဘနှစ်ပါး၏စိတ်အာရုံထဲမှာကိုရဲတင်အကြောင်းမိကဲ့သို့ တွေးနေကြပါလေကျွန်တော်ကတော့ကိုရဲတင်အပေါ်အဖေနှင့်အမေထက် ပို၍နားလေသည်ဟုထင်မိသည်ဝတ်တွေလာဖမ်းသည့်ကိုကျူးတပည့်တွေကို ကိုရဲတွင်ကဓာကံပြီးကျိမ်းမောင်းနေခြင်းသည်သူတံမိုးထားသည့်အရာကို အလူယူခံလိုက်ရ၍ပောက်ကွဲရခြင်းဖြစ်ပါသည် နေ့စဉ်ကျွေးမွေးခဲ့သည့်ဝက်တွေကို သူတန်ရုံးစဉ်တွေ့သည်တရိစ္ဆာန်ဖြစ်ပေမဲ့သူ့အတွက်တော့စကားပြောဖို့ပြောပတ်တငယ်ချင်းတွေသူတို့ကြားမှာသူတို့အချင်းချင်းသာ နားလည်မိဘာသာစကားရှိနေပါလိမ့်မည်ထိုညကကိုရဲတင်အကြောင်းတွင်းရင်ဖြင့်ကျွန်တော်မျက်ရည်ကျမိသည်အသက်ခံရတော့မည့်ဝက်တွေကိုလည်းတနာသည် နှလုံးသားခံစားမှုအကြောင်းအတတ်ငယ်သေး၍ရေရရကျွန်တော်ရှင်းမပြတတ်မိတို့ပင်ဖြစ်စေအဖေပြောသလိုကစားစရာအလူယူခံလိုက်ရတော်လဲထိုအလူယူခံလိုက်ရသည့်အရာသည်တက်ရှိပစ္စည်းဖြစ်နေ၍စွဲလန်းမှုတွေရှိနေပါသည်ဝတ်ချန်ထဲကိုတွားလိုက်တိုင်းသူဤလွတ်လပ်ပျော်ရွှင်မှုတွေကို ပြန်ပြီးတရိပ်ရပါလိမ့်မည်ထို့အတွက်မိကဲ့သို့ဆိတ်ဖြေတဲ့ရမည်ကိုသူမသိဘူး ဒီလိုဖြင့်သူစိတ်အာယုံသည်မတိမငြိမ်ဖြစ်လာခဲ့သည်ကျွန်တော်သည်ကိုရဲတင်ဤဆွဲလန်းခံစားမှုကိုတိတိယောင်ယောင်ရှိတော်လဲအဖေနားလည်အောင်ပြောမပြတဲ့တွေးရင်ဖြင့်အမိတ်လိုပဲပူပန်တော့ကဖြစ်လာရသည်ယင်ထဲမှာလေးလံဖိစီးခံထားရပြီးတခုခုဖြစ်တော်မူကို အလိုလိုသိနေ၏ဘလို့ဖြစ်လာနိုင်ကလေးတွေးလို့မှမဆုံးသေးမုံတိုင်းသည်စိုက်မစင်ပုံမစင်ရောက်လာခဲ့ပြီဒီမုံတိုင်းက ကျွန်တော်တို့မိသားစု၏နှလုံးသားကိုကွဲအပ်ကြေမွတော့အောင်အရှင်ပြင်းပြင်းဖြင့်တိုက်ခိုက်လိုက်သည့်မုံတိုင်းညနေခင်းတရက်အဲကန်ထဲမှာပုံမြင်စာအုပ်တအုပ်ဖတ်နေသည်အဖေကတော့စက်ယုံထဲမှာဒီချိန်မှာပဲဝက်ချန်စီမှစူးစူးနဲ့နဲ့ဝက်အော်တန်တွေကိုကြားလိုက်ရသည် အသက်ဘေးအန္တရာယ်ကိုရင်ဆိုင်ကြုံတွေ့လိုက်ရသဖြင့်ကြောက်လန့်တကြားအော်တန်ကြောင့်ထိတ်လန့်သွားပြီးလက်ထဲကစာအုပ်လည်းလွတ်ကျသွားသည် ဝက်ချန်ထဲမှာဘာဖြစ်နေမှမသိဘူးဒုက္ခပါပဲငါသားရေသွားကြည့်လိုက်ပါဦးမိဖို့ကြောင့်ထဲမှာအဟင်းချက်နေသည့်အမေကလှမ်းအော်ပြောလိုက်သည်ဟုတ်ပါသည်အမေပြောသလိုဘာမှမသိပေမဲ့တခုခုတော့ဖြစ်နေပြီဝက်ချန်စီတို့ကျွန်တော်အမြန်ပြေးသွားသည်ထိုးစင်စိတ်ယုံထဲကထွက်လာသည့်အဖေနှင့်အလုသမားတွေကိုလည်းတွေ့ရသည်ဝက်ချန်အနီးသို့ရောက်သည်နှင့်မမျော်လင့်သည့်မြင်ကွင်းကြောင့်ဟာကနေသွေးတွေပေပွနေသည့်တချုံကင်ထားသည့်ကိုရဲတယ် သူ့အနီးမှာသူ့အလူလူဖြင့်အသက်ပြောင်းနေသည့်ဝက်နှကောင်ကိုတွေ့ရသည်သူသည်ခြံထဲမှာကြံခဲ့သည့်ဝက်နှကောင်ကိုမတေမချင်းဓားဖြင့်အကြိမ်ကြိမ်ထိုး၍တတ်လိုက်ပြီကောလက်ဆက်လက်နာကလည်းကောင်းလိုက်ပါပြီဝက်နှကောင်ဤလက်အနားရှိနံကြားထဲသို့ဓားဖြင့်ထိုးထည့်လိုက်ခြင်းဖြစ်သည် သူဒီအနာကိုရောက်နေလာကြသည့်ကျွန်တော်တို့ကိုကြည့်သည် သူ့မျက်လုံးတွေကပုံမှန်မဟုတ်တော့မျက်လုံးတငယ်အိမ်ကဖန်ကိုလီလုံးလဲနေတယ်လို့မျိုး အဖေကိုသူတွေးလိုက်ချိန်တွင်မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားသည်အဖအဖဒီကောင်နှစ်ကောင်ဟောငါတတ်လိုက်ပြီငါသူတို့ကိုတင်ကြိုင်ကုန်းကိုပို့လိုက်ပြီအဖဟာပြောရင်းဖြင့်လက်ထဲကဓားကို ပြစ်ချလိုက်သည်ထို့နောက်ထိုင်ချလိုက်ပြီးကလေးငယ်တယောက်လိုရှိုက်ကြီးတငယ်ဖြင့်တဟီဟီအော်ငိုပါတော့သည်စကားတကုံးမှ မပြောဘဲတိတ်ဆိတ်စွာကြည့်နေသည့်အဖေမျက်နှာသည် ရုတ်ချီးပင်ရင့်ရော်အုံမင်းသွားသည်အမြဲလိုလိုမြင်တွေ့နေကြခိုင်မာပြတ်သားသည့်မျက်နှာပေါ်တွင်တနာကရုဏာနှင့်စိတ်မကောင်းဖြစ်နေရသည့်အမူအရာတွေရောထွေးနေလျက်အဖေသည်တပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးတဟီအုံငုံနေသည့်ကိုရဲတင်အနာသို့သွားလိုက်သည်ထို့နောက်ခါကုန်ပြီးကိုရဲတင်၏ပခုံးကိုအတာအယာဆုပ်ကင်လိုက်သည်အဘနားလည်ပါလေကွာမင်းလည်းကျေနပ်တော့နော်မငုံနဲ့တော့ကဲထထထ ဘာနဲ့လိုက်ခဲ့တော့နော်စာနာနားလည်မှုကရုဏာကျင်နာတနာချင်းတို့ဖြင့်ရှိုက်ငုံနေသည့်သာသမီကိုဖြေသိမ့်ပေးနေသည့်အဖေတဦးလိုချော့မော့ပြောဆိုနေသည့်အဖေနှလုံးသားထဲကချစ်ချင်းမေတ္တာတွေကိုမြင်တွေ့လိုက်ရသည်တကယ်တော့အဖေသည်အပြင်ပန်းပုံတံအယခတ်ထံမှာကြောနေတော်လဲကိုရဲတဲ့အပေါ်တားတယောက်လိုတတ်မှတ်ထားသည်ကိုမြည်သူမှမသိဟုတ်ပါသည်ကိုရဲတင်သည် ကျွန်တော်တို့မိသားစုဝင်တဦးကျွန်တော်အကိုကြီးဖြစ်သည်နေအောင်ပြောက်ွယ်သွားတော့လဲအလင်းရောင်တွေရှိနေတယ်အလင်းနဲ့အမောင်ရောထွေးနေပြီး မကြခင်မှာ အမောင်တို့တီအဖုံးသွားတော့မည်ကိုရဲရင်ဤလက်မောင်းကိုဆုပ်ကန်ပြီးအိမ်ထဲသို့ဝင်လာသည့်အဖေကို တွေးလိုက်တော့လဲအမေကအံ့ဩဟန်မပြားလာလာငါမောင်လေးဒီစင်းလေးရင်ဤတော်အောင်တောက်လိုက်နော် အမေကဖန်ခွက်ထဲမှာသွေးစည်းနှင့်အစင်သစ်ဖြော်ထားသည့်ရေကိုကိုရဲတင်အားတိုက်လိုက်သည်ကိုရဲတင်မငင်းဆန်ဖန်ခွက်ထဲကသွေးစည်းရေကိုတကုတ်ကုတ်တောက်ချလိုက်၏ငါမောင်ဘေးရန်တွေกินပြီးနှလုံးစိတ်ဝမ်းအေးချမ်းပါစေတော်ဟုအတန်းတိုးတိုးဖြင့်အမေဆုပေးသည်ကိုရဲတင်ဤပုံစံအိမ်မက်ထဲမှာလမ်းလျှောက်နေသည်လိုမျိုးသူ့ကိုယ်သူဘာဖြစ်နေမှသူမသိဘူး ဘာလုပ်နေသည်ဆိုတာကိုလည်းသူမသိအဖေကသူ့ကိုအိမ်အပေါ်ဘက်ကဖះဆင်ရှိသူခေါ်သွား၏အိမ်အပေါ်ဘက်ကိုသွားဖို့စိတ်ကူးလိုက်တော့လေအမေကကျွန်တော်လက်ကိုကန်၍မတိမတာကောင်းရံပြလိုက်သည်တို့ရတွင်ကျွန်တော်မနေနိုင်ပါအတန်မကြအောင်ခြေတံဖောက်ဖွာနှင့်တက်၍လေကလေးအစုံမှာအထဲသို့လှမ်း၍ချောင်းကြည့်လိုက်သည်ဖျောင်းနိုင်မီပူဇော်ထားသည့်ဖះဆင်ရှိတွင်စောင့်ကြောင့်ထိုင်ပြီးဖះရှိခိုးနေသည့်ကိုရဲတွေကိုတွေ့ရသည် အဖေသည်သူ့ဘက်ကိုမျက်နှာပြူး၍တင်မင်ခွေထိုင်ရင်းနှုတ်ကလည်းအတန်တူးတူးဖြင့်ရွတ်ဆိုနေလျက်တရားစာတွေရွတ်ဖတ်နေသည်လားမသိဘဝကတူသည်တန်တရာကရှိသည်တန်တရာတကွေ့မှာရေဆက်ဆောင်၍တွေ့ကြရသည့်ကိုရဲတဲ့အတွက်တန်တရာခရီးလမ်းတွင်ကုသိုလ်ကောင်းမှုကလေးတစ်ခုခုကပ်ပါသွားလို့တွားညာဆောင်ရွက်နေသည်ဟုကျွန်တော်တွေးလိုက်မိသည် သူဒီလူတယောက်ဖြစ်ခဲ့သည်အပိုင်း6ကိုဒီမှာပဲခေတ္တခဏရန်နာပါရစေခင်ဗျာလိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကုန်ရှိကြပါစေ